ချစ်ခင်လေးစားရပါတော့တွန်လိုင်းကလစ်ကပေါင်းတို့မင်္ဂလာပါရှင်နေဦးမသားစု channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုတခါဖတ်ပြပေးသွားမှာကတော့ဆရာကြီးမင်းတင်ခါရေးသားထားသောဝီတူရှင်လေးတပုတ်ဖြစ်တဲ့ညီကပါအချင်းသားပိုင်းနှစ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရရှင်ပထမဦးစွာအပိုင်းနှစ်လေးကိုမစတင်ခင်မှာအပိုင်းတင်မှစာရင်းလေးတချို့ကိုရွတ်ဖတ်သွားမှာပဲဖြစ်ပါရရှင် ဒီမြေနဲ့ဒီလူတွေကိုချစ်ရင်အသက်ဆုံးရရမယ်လို့အဲ့ရင်တကယ့်ကိုအသက်ဆုံးချရမယ်အင်းရောယထာသည်ထိုစကားကိုရက်လိုက်ပြီးနောက်အင်္ဂလိပ်နှစ်ဦး၏မျက်နှာကိုလှမ်း၍အကဲခတ်လိုက်အပိုင်းနှင့်ညမိုးစိတ်ပင်ကြီးအောက်ကအမဲကြီးစီရိုနီတံပင်တင်တို့သည်အာယုံမတက်မီပင် ယောက်ပောင်းမျိုးတကားထီတို့ရောက်ခဲ့ကြလေ၏အာယုံမတည့်သေးတဖြစ်မျိုးတကားမှာမဖွင့်သေးပြီမျိုးတကားအပြင်ဘက်ရှိလွန်စွာကြီးမားသောညောင်မောစိတ်ပင်ကြီးအောက်တွင်မော်ဖီကြောင့်များရောင်းနေသည့်ဆိုင်နှင့်ကိန်းမျိုးမျိုးကိုပြုတ်ရောင်းသောဆိုင်များရှိကြ၏ထိုအဲမျိုးမျိုးပြုတ်ရောင်းသောဆိုင်များသည်ဘဲပြုံများကိုနှင်းစီမှုမွေကလေးဆန်း၍စားတဲ့ဝင်းနှစ်ပွင့်ဖြူပေးတတ်၏ မုတ်ဖြူကျော်ရောင်းသောဆိုင်များမှာလည်း၎င်းတို့ရောင်းချသောမုတ်ဖြူအကျော်ကို စားတောင်ရန်အတွက်ရင်းနှွေးကိုပေးလေ၏ရင်းနှွေးနိုင်မူတမရွေ၆နှင့်တင်မရွေအဆိုးကိုဖြတ်စေလေ၏ထို့ကြောင့်ရင်းနှေးတောက်ရသူများအဖို့ဖန်ဖန်တွတ်တွတ်အရသာနှင့်စိမ့်ရွှေရွှေရနံကြောင့်ရင်းနှွေးအဖြူတွေတောက်ရသည်ထက် အစာပေါင်းများစွာတောက်၍ကောင်းလေ၏တစုံတစ်ခုကိုဝါး၍မနေရလျင် လူတို့ဤသွားနိုင်တိချွတ်ွှေအည်များဆင့်ထွက်လာတတ်၏ထို့အည်ကိုတရေဟုခေါ်၍ထို့တရေများမကြကနာထွက်လျင်လူသည်တမျိုးတဖုံအနေရထံရခက်လာ၏ထို့ကြောင့်အစာပြေယုံတာမကတရေကိုလည်းမထွက်စေရန်အတွက်လူတို့သည်မုတ်ကို၎င်းပဲကို၎င်းအနေချင်းမကြကနာစားတော့ရပေသည်ထို့ကြောင့်မုံညစ်ပဲသည်တရေကြီးအစာဖြစ်လေတော့၏ ဤဒီကိုအကြောင်းပြု၍အပြင်းပြေသောစားတော့သောအခါများကိုမုဘဲတရေစာဟူ၍တွေ့ဆက်ပြီးခေါ်ဝေါ်ကြလေ၏။သဗ္ဗောင်းမျိုး၏အပြင်ဘက်တွင်ရှိသောညာမှုစိတ်ပင်ကြီးအောင်းနိုင်မှုမုဘဲတရေစာဆိုင်များအများပြားရှိလေ၏။ထိုဆိုင်များနှင့်အလံမကန်းလောက်တွင်မြင်းစာနွားစာရောင်းသောဆိုင်များလည်းရှိကြ၏။ထိုဆိုင်များ၌မူရင်းချီတိုင်းများလုံရီထားတတ်၏။ စီတော်နှင့်တံပင်သင်းတို့သည်မြင်းဆိုင်ရောင်းသောဆိုင်တဆိုင်ရှိတွင်မြင်းများကိုရက်လိုက်ကြသည်၏မြင်းများပေါ်မှလွားကနေလွားကနေစီးလိုက်ကြလေ၏ထိုအချိန်၌မြင်းဆိုင်ရောင်းသောဆိုင်မှတငယ်ကလေးသည်ကြီး၍ထွက်လာပြီးလျင်မြင်းဆက်ကျူးများကို တောင်းယူလိုက်လေ၏စီယိုနီတံပင်သင်းတို့ကသူတို့၏မြင်းဆက်ကျူးများကိုတငယ်ဤလက်ထဲသို့အပ်လိုက်လေ၏တငယ်လေးသည် ်မိမကိုဆွဲသွားပြီးလျင်ခြေတိုင်း၌ခြေထားလိုက်၏ပြီးလျင်မိမ၏တကူလုံးမှထွက်နေသောကျွေးများကိုအဝေကြမ်းကြီးဖြင့်ပုတ်တိုက်၏ထို့နောက်မှမိမကိုအစာကျွေး၏စီတော်နှင့်ကြံပေသိန်းတို့သည်ဝေစာသစကျေးစာသစကိုမြင်းစာရောင်းသောတငယ်လေးထံပြစ်ပေးလိုက်၏တငယ်လေးကကြည်ငြိမ်စွာဖမ်းယူလိုက်၏ထို့နောက်လောဝါကိုဖြန့်ကြည့်ပြီး ။ညီစက်နေကြီးစာကိုမြင်လျင်အတပြားဟူ၍ပြုံးလိုက်လေ၏။ငွေစာကိုငွေဟုခေါ်၍ကြီးစာကိုကြီးဟုခေါ်၏။ငွေနှင့်ကြီးရော၍ပေးလျင်မူငွေဟုလည်းမခေါ်ကြီးဟုလည်းမခေါ် အတပြားဟုခေါ်ရ၏။စီရောနှင့်ကြံပင်သင်သည်ငှမိုးစိတ်ပင်ကြီးဘက်သို့လျှောက်သွားကြရင်တရေစာချိုင်များကိုအကဲခတ်ကြည့်သွား၏။ စိုက်တိုင်းလိုလို၌လူများပြည်နေပြီဖြစ်၏အသက်40အရွယ်စပင်းတူတူကင်တူတူလူကြီးတယောက်သည်မောစားနေသောဝိုင်းများသို့အဖန်ရည်များလိုင်းလင်ထည့်ပြီးနေသည်ကိုတွေ့ရ၏ထိုလူကြီးသည်အဖန်ရည်ထည့်ပြီးရင်လူများမကမ်းမှလျှောက်လာသောမိမငယ်နှစ်ဦးကိုတစ်ချက်လမ်းရွေကြည့်လိုက်၏ထိုကဲ့သို့ကြည့်လိုက်စဉ်မိမငယ်နှစ်ဦးအနက်အနေငယ်အသားမြူသောမိမငယ်က လက်သီးများကိုဆုပ်၍လက်မထိတ်ချင်းထိပြလိုက်၏ထိုလူကြီးသည်ချက်ချင်းပင်နေရွက်ကိုခိုင်း၍ပြလိုက်၏ထိုချင်း၌ထိုမိန်းမငယ်ကပင်လက်ညိုးနှင့်လက်ကလေးကိုပူးထားရမှခွဲ၍ခွာလိုက်၏ထိုလူကြီးသည်မယောင်မလဲနှင့်မိန်းမငယ်နှုတ်ထံသို့လျှောက်လာ၏အနီးသို့ရောက်လျင်အတန်ခတ်အုပ်အုပ်ဖြင့်ခုတ်စီကလှုပ်လိုက်တာလားဟုမေးလိုက်ပြီး၏ မဟုတ်ဘူးထိတ်စီကလာတာဗမယ်ကိုကျွန်တော်မတို့နဲ့အတူခေါ်သွားရမယ်လို့မှားလိုက်တယ်။ဟုတ်စီရောကပြန်ဖြေလိုက်လေထိုကင်တူတူလူဒီဒီအနေနဲ့တွေ့ရသွားလိမ့်ဤဘယ်ကိုတွေ့ရမယ်ဆိုတာပြောတော့ပြောဘူးတယ်။မင်းမင်းတို့နှစ်ဦးကိုထိတ်ကလွတ်လိုက်တယ်ဆိုတာတုတ်ကဘလို့ယုံကြည်ရမှာလဲ။ကာလာကစုတ်တက်အတူအရာမျိုးကပေါ်ပါပြီတဲ့။ငယ်ရွေးလေးစေကျော်အွယ်နှောင်းဟာမှာ သူတစ်ပါးမိန်နာခံရရင်ဘယ်ကောင်းမတော့ဟုတ်ပြန်၍ပြောကားခင်တူတူလူကြီးသည်မိမိငယ်နှစ်ဦးကိုအကဲခက်လိုက်လေ၏ထို့အခါကျန်ပင်သင်ကထိတ်ကလွတ်လိုက်တာလို့ပြောရုံအပြင်နောက်ထပ်တက်ကတော့ပြားစရာမရှိဘူးမယုံရင်တော့စမ်းကြည့်ပေါ့ဟုတ်လွတ်လိုက်သည်စကားဆုံးသည်နှင့်ကြပြိုင်နဲ့ခင်တူတူလူကြီးသည်ကျန်ပင်သင်၏မျက်နှာကိုလက်ပြန်ရိုက်ချလိုက်၏ ကျံပင်သင်းကမရှောင်ပဲထုံလူကြီးဤနန်းချာအားဖုံ၍ခြေဦးဖြင့်ကန်လိုက်၏မိမိရရမထီတော်လေထုံလူကြီးဟန်ချက်ပြတ်သွား၏ထိုခါ၌စီတော်ကထုံလူကြီးဤဒုက္ခခုကိုနင်း၍ဒူးအလွန်၌ကုတ်၍မှခိုင်ဆွဲ၍လူကြီးအားဖိမ့်ပေါက်လိုက်လေ၏ထုံလူကြီးလွင့်သွား၏တို့တော်အကြ၌ခြေကရလက်ကရမဖြစ်တံကောင်ကဲ့သို့ပုတ်ဖားစွာကြာ၏ကြာလျင်ကြာချင်း ထိုလူကြီးကတို့အဖိုးတို့အဖွာတန်ပတိပတာဟူ၍ပြန်អော်လိုက်ပြီစီတော်နှင့်တံပင်သည်မှာဆက်လက်၍တိုက်ခိုက်ရန်ရွေးထားသောလက်များကိုပြန်၍ယူသိမ်းလိုက်ပြီထိုအခါဂင်တိုတိုလူကြီးသည်စီတော်နှင့်တံပင်သည်တို့၏အနီးသို့ပြန်လျှောက်လာပြီးလျင်တိတ်ကောင်းတဲ့တက္ကာတိပပဲပြုံးပါပြီမေမင်းတို့ရဲ့ ပြောလိုက်လေ၏ထို့နောက်စီတော်နှင့်တမင်တင်းတို့သည်ထိတ်တောင်းကြဆုံးဆိုင်၏တောင်းကြဆုံးစပွဲတွင်ထိုင်ကမုတ်ပွဲများကိုမှယူစားတော့ကြပြီလျင်ခင်တို့တို့လူကြီးအားအနည်းသူခေါ်ကစမတို့နှစ်ယောက်ရဲ့အပရဲ့သူ့နာဘူမီကိုတွားရမယ်အဲ့ဒီမှာဆက်မြုံနေပြီးစစ်တကင်းများကိုထောက်နိုင်ရမယ်ပြီးတော့ဖြစ်တဲ့နည်းနဲ့ဦးစီးချုပ်စီကိုတရင်ပြန်ပို့ပေးရမယ်ဟုတ် တန်မင်းသင်းကခတ်တူးတူးပြောလိုက်သည်ဟုတ်ရဲ့လားမင်းမင်းတို့ရဲ့စစ်မှန်တရှိုးတဲ့ရင်ရဲ့တမှုချုပ်ကျန်းဆက်သားစီကိုပြန်ပို့ရမှာမဟုတ်ဘူးလားဟုတ်အဖငမဲကပြန်ရွေးမိလိုက်သည်မဟုတ်ဘူးအဖငမဲရဲ့ကျွန်တော်မားတို့၃ယောက်ကိုဦးစီးခြင်းဦးစီးချုပ်ဒိနာပတိကြီးကိုယ်တိုင်ကတီးခြိုက်ခိုင်းလိုက်တာကျမတို့တရှိုး၃ယောက်လုံးသူ့အနာဘူမိမှာ စက်မြုံနေထိုင်ပြီးဦးစီချုပ်နဲ့ပြန်လည်ဆက်သွယ်နိုင်တဲ့အပြင်ဦးစီချုပ်ကိုယ်တိုင်ကကျမတို့တောင်းရစီကိုတရှုံင်းနဲ့ဆက်သွယ်နိုင်တဲ့အထိလုပ်ရမယ့်လုပ်ငန်းကြီးကလည်းလုခါတော့လူငယ်မဟုတ်ဘူးဒါကြောင့်အဲ့ဒီကိစ္စကိုစစ်စင်ကြီးတရဲ့အနေနဲ့ဦးစီချုပ်ကိုယ်တိုင်ကင်ထားတာအဲ့ဒီစစ်စင်ကြီးကိုဦးစီချုပ်ကနေမင်းကြီးမှအောင်မန်သူစစ်စင်ကြီးလို့နာမည်ပေးထားတယ်အဲ့ဒီစစ်စင်ကြီးအခြေအနေပေါ်ကြည့်ပြီးမှပဲ။ သူရနာဘူမီကိုအပီးပိုင်တိုက်ခိုက်ဆစ်စင်ရည်ကြီးတရက်ဆင်းရဲရမယ်။အဲ့ဒီဆစ်စင်ရည်ကိုတော့ညီဝါမီဆစ်စင်ရည်လို့ဦးစီးချုပ်ကအမည်ပေးထားတယ်။ညီဝါမီဆစ်စင်ရည်ဟာမင်းမင်းကြီးမဆစ်စင်ရည်အပေါ်ဘဝမိခုံနေတယ်။မင်းမင်းကြီးမဆစ်စင်ရည်အောင်မြင်မှညီဝါမီဆစ်စင်ရည်ကိုဆင်နေနိုင်မယ်မဟုတ်လား။ဟုတ်စီယောကပြောလိုက်လေ။ထိုအခါငမဲက အခုမင်းမင်းတို့ပြောတာတွေကိုအမှန်တွေပါလို့တက်ကာရပြနိုင်သလားဟုတ်မေးလိုက်ရာစီတော်ကဒီမယ်အပအဲ့ဒီကိစ္စကတွတ်တွတ်တက်တက်လုပ်ရတဲ့ကိစ္စဖြစ်တယ်ဒါကြောင့်ကျွန်တော်မတို့အနေနဲ့တက်တည်လည်းမပြနိုင်ဘူးတက်ကာရလည်းမပြနိုင်ဘူးဟုတ်ပြန်၍ပြောလိုက်နေ၏သဆုံးတစ်ခုသောအကြောင်းအရာအတွက်ယုံကြည်စီရင်တပါးသူအားထောက်ခံပြောဆိုခိုင်းခြင်းကို တတ်တေဟုခေါ်သည်မိမိကိုယ်တိုင်ထောက်ခံပြောဆိုခြင်းကိုတက္ကာရဟုခေါ်၏ထိုကြောင့်စီတော်ကမိမိကိုယ်တိုင်အနေဖြင့်လဲထိထက်ပြောစရာမရှိအခြားသောထောက်ခံသူလဲပြရင်မရှိသောကြောင့်တတ်တေရောတက္ကာရကပါပြရင်မရှိဟုပြောဆိုလိုက်ခြင်းဖြစ်၏ထိုအခါငမဲသည်လောကနှစ်ဖက်ကိုတွင်တွင်ကြီးပို့လိုက်လေ၏ထို့နောက် မိမငယ်နှစ်ဦး၏မျက်နှာကိုစစ်စစ်ကြည့်လိုက်ပြီးလည်းညမဲကဒီမေမေမင်းတို့တေလောင်စီချင်ရင်တော့ဘုံကိုတီးရတယ်တူတူပဲကြားစီချင်ရင်တော့ပတ်ကိုတီးရတယ်ဘုံဆိုတာကအနည်းဆုံးအရှိနှစ်တောင်ရှိရမယ်ပတ်ဆိုတာကတော့အရှိတစ်တောင်ထက်မကျော်ရဘူးအခုမေမင်းတို့စကားကဘုံလဲမကြပတ်လဲမမီဘုံမဟုတ်ပတ်မဟုတ်ပါလား ဟုပြောလိုက်ရာကျမ်းပင်သင်းကဒီမေအပမေကျွန်တော်မရစကားကိုယုံရင်လိုက်ခဲ့ပါမယုံရင်လည်းမလိုက်အောင်ရှိတော့တာပေါ့ရေလန်းခီးမှာလေဟာသွားလို့မရအောင်တောင်ပေါ်တင်ချင်းတင်းနေမတင်မဲရေထဲကျချင်းလေးကျနေအဲ့ဒါကကောင်းတယ်အခုဟာကတော့အဖမေစကားကတောင်မတင်ရေမကျဖြစ်နေတယ်ဟုတ်ပြောလိုက်လေဤထို့အခါငမဲက လေမင်းတို့ခစ်ကာလာမင်းငွန်းကလေးတွေဟာစကားပြောရင်ပရီးချောက်ခွက်ပလီစီချောက်ချက်ပြောတတ်ပါပြီတောင်းဟုတ်ပြောလိုက်လေချောက်ဆိုဒီမှာပကြအပ်တော်မြေကိုခေါ်၏ထိုပကြအပ်အတွင်သို့ပရီးစီကြနေလျင်မျက်စိဖြင့်မြင်နိုင်တော်လေကောက်ယူ၍မရနိုင်ပေဤအဖြစ်မျိုးကိုပရီးစီချောက်ခွက်ဟုပြောလိရှိ၏ထိုအတူပင် နားဖြင့်ကြားရတော့လေယုံကြည်ရင်ခက်ခဲသောစကားကိုပရိစေ6ခွတ်ဟုပြော၏ကာလကြာသောအခါပရိစိပရိစိ6ချက်ဟုပြောင်းလဲသွားလေတော့၏ထို့အခါစီတော်ကအဘမင်းနေစကားပြောရတာတောင်စင်ခုနှစ်ထက်မှာရီရှာရတယ်လို့ပဲတောင်စင်သာကုံသွားမယ်ရီကရမှာမဟုတ်ဘူးအဲ့ဒီလိုတောင်စင်ရေမရစကားတွေနဲ့ကျွန်တော်မတို့အချိန်မပြောင်းနိုင်ဘူး လိုက်မလားမလိုက်ဘူးလားတခုနဲ့ဖြီးဟုတ်ပြောလိုက်လေထိုခါ၌ညမဲသည်လက်နှစ်ဖက်ကိုတွင်တွင်ကြည့်ပုတ်ပြန်၏မင်းမလိုက်လို့တော့ဘယ်ဖြစ်မလဲမောင်မင်းတို့ရဲ့လိုက်ရမှာပေါ့ဟုတ်ငမဲကပြော၍မခိုးမခံပြုံးလိုက်သည်၏အကယ်၍မိမိအနေဖြင့်မလိုက်ဖို့ဟုမြင်လိုက်သည်နှင့်မိမိ၏နန်းချားအတွင်သို့ဓာအများဝင်ရောက်လာမည်ကိုငမဲသည်ကောင်းစွာသိနေ၏ အလွန်မတန်အရေးကြီးသောလိုအပ်ချက်ကိုဖွင့်ပြောခဲ့ပြီးမှမိမိတို့နဲ့အတူမလိုက်ပါသူအားဤသရှုမမင်းမချုပ်လေးနှစ်ဦးသည်အရှင်အတိုင်းထားခဲ့နိုင်မည်မဟုတ်ပေသူတို့သည်အပီးအပိုင်းနှုတ်ပိတ်သွားမည်သာဖြစ်၏ဤအချက်ကိုသိသောငမဲကမလိုက်လို့ဖြစ်မလဲဟု ပြောကာမခိုးမခံပြုံးလိုက်ခြင်းဖြစ်၏ထိုနောက်၎င်းတို့သုံးဦးသည်မြို့တကားဖွင့်သည်နှင့်မြို့ရင်းသို့ဝင်ကြလေ၏ ်ယူရင်းတို့ရောက်လျင်ဘာမဲစီရင်အတွက်မိနစ်ကောင်ကိုရှာဖွေဝဲယူကြလိမ့်ဤတို့နောက်၎င်းမျိုးသုံးဦးသည်ကြောက်ပလောင်းမျိုးမှထွက်ခွာလာခဲ့ကြလိမ့်ဤမြို့အပြင်သို့ရောက်သည်နှင့်သုံးဦးသားမိန်းကလေးစီကိုပစုံဆိုင်၍သွားကြလိမ့်ဤအနာကက်တံပတိပါတိုင်းပြည်နှင့်ထိုတိုင်းပြည်တွင်မိတီးနေတိုင်းကြကုန်သော လူသားတို့၏ကံကြမ္မာကိုပြောင်းလဲဖြစ်စေမည် အင်းလူသားသုံးဦးဒုမဟုတ်ဤလေယုံသုံးဦးဒုမဟုတ်တရှုရသုံးဦးကကစုံဆိုင်စင်စီးသွားသောမိခွာတန်များသည်အနာကတ်သူဝနာဘုံမီဤကံတမာကိုရိုင်းစီဤလောရိုင်းဤလောဟုတ်ကဲ့ပါရှင်ရင်ကပါအကျဉ်းသားအပိုင်းနှင့်လေးပြီးဆုံးသွားပါပြီရှင်နောက်တစ်နောက်ထပ်လာမယ့်အပိုင်းလေးတွေတိုင်းမှာလည်းဆက်လက်ပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်။အခုတခါဖတ်ပြပေးသွားမှာကတော့ဆရာကြီးမင်းတိန်ထားရေးသားထားသောရင်းကပ္ပအကျဉ်းသားဤအပိုင်း၃လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အပိုင်း၃ဥတ္တပကိုတို့အဝင်တရှုတော်ဦးသည်မြင်းများဖြင့်ခရီးထွက်လာခဲ့ကြရာမြင်းအယောင်မှနူးစွာနီးနန်းသောကြောင့်မြစီမှာဘိုင်းသားတို့ကရခင်းလောက်ကန်ရဲ့အထူးတင်လျော်သော မဒီလာမြေမျိုးဟု၍ချီမွန်ထောပနာပြုရသည့်မိမိယအရက်တို့ဆိုက်ရောက်ခဲ့ကြလေ၏ဤထိုရက်ကမိမိယအရက်အဖြစ်၎င်းမန်ဒီလာဟု၍၎င်းလူသိများကြတော်လဲတန်ပါဒီပါသားတို့ကမူဤရက်ကိုမိတ်တလာဟု၍ခေါ်ကြ၏ယေရင်းများ၏ဘောင်များတွင်အသုံးပြုသောအုပ်များကိုဤရက်မှရရှိ၍အုပ်ဖုတ်တော်သူများအုပ်ဖုတ်လုပ်ငန်းများကို တွင်တွင်ကြဲကြဲလုပ်ကိုင်သော အုတ်ကုံသေးကြီးဟုတ်တကြီးများနေထိုင်ကြလေ၏ထိုရက်တွင်တာယာလပသော ရေကန်တကန်လေးရှိ၏ထိုရေကန်အနီးတစ်ဝိုက်တွင် ရာဆိုင်ပြိုးလုကင်သောရာသမားများနေထိုင်ကြလေ၏ထိုရက်တွင် နေထိုင်ကြသူတို့ကအနံ့အရသာနေပြည့်စုံသောအသီးနှံတို့ကိုစားတော့ကြရ၏နူးညံ့သောအဝိထေများကိုဝစ်ဆင်ကြရ၏ရေချီကို တောက်ကြရ၏ထိုကြောင့်ထိုရက်တွင်မိထိုင်သူတို့ကစိတ်ချမ်းမြေကြရကုန်၏စိတ်ချမ်းမြေရသောကြောင့်မျက်နှာများလည်းကြည်လင်ကြကုန်၏အစဉ်တစ်ဖြစ်မိမိအိမ်သို့လာရောက်တဲ့ခိုသည့်ဧည့်သည်တို့ကိုစောင့်မျှော်လျက်ရှိကြကုန်၏ဧည့်သည်လာလျင်ကျွေးမွေးရန်အတွက်စံဒီ၎င်းစီဒီ၎င်းအတိအမှန်ဒီ၎င်းအစဉ်သိရှိကြကုန်၏ တီတော်ကြံပင်သိနှင့်ငမဲတို့သည်မိတိလာမျိုးတွင်သို့ရောက်ရှိနေကြပြီဖြစ်၏ငမဲသည်၎င်းတို့စီးနှင်းလာသောမြင်းသုံးကောင်ကိုအုတ်တကြီးအနီးထံတွင် ရောင်းချပစ်လိုက်ပြီးဖြစ်၏ထိုရောင်းချရ၍ရသောငွေများဖြင့်လေးညာတာလီတာမှအစထံပိုးဆိုင်ထံခေါင်းရက်ပြတ်စသည်တို့ကိုဝေချမ်းပြီးဖြစ်၏၎င်းအရင်မှထွက်လာသောအခါ၎င်းတို့သုံးဦးသည် မုတ်ဆိုးသားအဖအဖြစ်ရုပ်ဖြက်ကထွက်လာနိုင်ခဲ့ကြပြီဖြစ်၏။ငမဲသည်မိထီလာအနီးတဝိုက်ရှိတောဆက်နှင့်ခင်းနှင်းတဝိုက်တွင်အမဲလိုက်လေ၏။ရရှိသောသားကောင်များကိုဖျက်၍စီတော်နှင့်ကြံပေသိန်းတို့သည်ပြင်းများဖြင့်ရွက်ကတရွာဝီတရွာထွက်သားစိမ့်တယ်လေးများအဖြစ်ရောင်းချရင်းခီးတကူကိုတရွေ၍ဆက်ခဲ့ကြလေ၏။၎င်းတို့သည်တရွေ၍ထွက်လာခဲ့ကြရာ တရာ၍စီပင်လှပသောတာစီဆိုသည့်အရက်သို့ရောက်ရှိခဲ့ကြလာ၏ထိုမှတပံလွန်စွာလှပရှိလျသောရေကန်ကြီးနှစ်ပေမှဖြက်ကတောင်ဘက်စုစုသို့ဟီးဆက်ခဲ့ကြ၏စံကြောင်များထောင်မူစားများတွင် မပြောပင်များပေါရောက်နေသည့်အပြင်ညီလေးလွန်စွာအယောင်သွေးဆန်းလာသောကြောက်ဆန်းများထွက်သည့်ဖြင့်ရောက်ရှိလာသူတို့အဖို့စိတ်နှလုံးပျော်မွေ၍ပျော်ပွဲအသည့်ပြီးသောအရက်တို့ ဆိုက်ရောက်ခဲ့ကြလိမ့်ဤမူဆူသားဖာသုံးဦးသည်ဤတိုင်းခရီးထွက်ခဲ့ကြရာအုတ်တာပကိုးဟူသည်လွန်စွာတိုက်မြိုက်လာသောပြည်ကြီးတပြည်ဤလူတကာအနီးသို့ရောက်ခဲ့ကြလိမ့်ဤထိုတိုင်းပြည်သူတိုင်းပြည်သားတို့သည်ငွေကြေးအကြပြာဖူလုံကြ၏အဝိသ်အစားအသများကိုဝစ်ဆင်ကြ၏ပွဲလန်းတပင်ကိုဝိလျော်ကြ၏မမဲသည်စီရောနှင့်တံပင်သိန်းတို့အားမြို့ပြင်ရှိ ပုတ်ကိုပင်ကြီးတပင်အောင်၌ထားခဲ့ပြီး၎င်းကမူမြို့ရင်းသို့ဝင်၍မြို့ဤအကြောင်းကိုနားလည်ရန်ကြိရှိလေလာ၏ရေသူမြို့သားအချင်းချင်းပြောဆိုသောစကားများကိုလေလာမှတ်သား၏ညီညီသမ ्या ကိုကြည့်၏ကြကြသမ ्या ကိုမှတ်၏ညီသမ ्या ကိုကြည့်၍ရှေ့တွင်မြို့သူဖြစ်မည်ကိုချင့်ချင်ရ၏ဟုတ်တာပကိုတိုင်းပြည်သူမိမများသည်ဒီစီမာမှာလာသော အဝိထေများကို ိနစ်ချာချိုင်ဝိစင်ကြသည်ကိုမြင်ရ၏ဤအကြောင်းကိုထောက်လျင်မျက်စိမှအထေကုံသေးတိုင်းတပါးသားတို့သည်၎င်းတို့နေထိုင်ရအရက်မှအထေအဝတ်များရောင်းဝယ်ဖောက်ကားရန်အုတ်တာပကူးစီတို့ကူးလာကြပေလိမ့်မည်ထိုကူးလာသူတို့သည်တိုက်ဤတိုင်းပြည်၌စားရန်နေရန်အနေချောင်ပါကမူလနေထိုင်ရအရက်တို့မပြန်တော့ဘဲအုတ်တာပကူး၌ပင်တေတပံတက်တဆုံနေထိုင်သွားကြပေလိမ့်မည်ထိုခါ၌ မိစေမမကူလာသူတို့သည်ဤပြည်၌ကူလာဟုသောလူမျိုးတစ်မျိုးအဖြစ်တွင်ကျဲစွာထိထိုင်ကြပေလိမ့်မည်။ထိုကူလာလူမျိုးများသည်ကာလကြာသော ကူလာဟု၍ပင်ခေါ်ဝေါ်ကြပေလိမ့်မည်။ဤတို့မိမိသမီးကိုကြည့်၍နောင်ဖြစ်လက်တန်ကို ခမန်းချင်းအလောက်ကနိမိတ်ဟု၍ခေါ်၏။ဥတ္တပဂိုတာတို့သည်ဇေဝရန်အလို့ငါချင်းမောင်ကိုကင်၍ ဈေးသို့ထွက်လာ၏ဈေးနီးတွင်၎င်း၏တီကျန်းသူတူအား၎င်းတွေ့အားတင့်မြင်သောအခါဘလို့လဲကိုရဲနေတိုင်းကိုယ်တိုင်ဈေးဝယ်ထွက်ရလားမိမကမခိုင်းတော့ဘူးလားဟုမေးလိုက်၏တို့အခါဈေးချင်းနောက်ကင်လာသူကကျုပ်ကဥတာပကိုးသားအစ်စ်ပြအဲ့ဒီတော့မိမကြောက်ရတယ်ကျုပ်တို့ဥတာပကိုးဆိုတာအရင်ကတမုတ်တရားကြီးမဟုတ်လားဗျာ အဲ့ဒီမှာကရေဘောပေါ်နီရဲ့ကျွန်းလေးဆိုလို့စကောလေးတစ်ချက်စားလို့ရှိတာဟင်းသာအဖိုးအမနှစ်ကောင်ပြန်ပြီးလာကြတာအဲ့ဒီကျွန်းကလေးကကျင်းလုံးအာကြည့်တော့နှစ်ကောင်စလုံးခြေချဖို့မရနိုင်ဘူးဗျအဲ့ဒီတော့ဟင်းသာအဖိုးကအရင်နားရတယ်ပြီးတော့မှဟင်းသာအမဟင်းသာအဖိုးရဲ့ကြောပေါ်မှာတက်ပြီးနားရတယ်အဲ့ဒီကလေးကစပြီးအုတ်တာဘုဂိုးသားကြီးကတသက်ပါလာပြီးမိမကိုကြောက်ရတော့တာပဲပြို့ဟုတ်ကျင်းလေးပြောဆိုကရေမောလေးဤ ငမဲသည်ဤအကြောင်းအရာကိုသိကြစမှတ်၏ဤအကြောင်းအရာသည်အုတ်တာပကိုးတို့ဤအတိတ်ထုံးကို ဖော်ပြနေ၏ထိုသူနှစ်ဦးပြောတဲ့ကဲ့သို့ယောက်ျားသည်မိမကိုကြောက်ရသည်ဆိုသောစကားသည်မမှန်ပဲရှိစေအောင်သောထိုသူတို့သည် အခြားသောအယတားများကဲ့သို့မိမများကိုချောင်းထိုး၍ထားမည်မဟုတ်အေးပေး၍ရှည်နှန်းတင်ကြမည်မှာ၎င်းတို့ဤဒလေထုံးတမ်းဖြစ်မည်ဟုငမဲကနားလေသွား၏ထို့ကြောင့်မြင်းမြင်းသမ ्या သည် နမိတ်ဖြစ်၍ကြကြသမျှသည် အတိတ်ဖြစ်၏ထို့ပြင်အောက်တာပကိုးသားတို့သည်တံပတိပါခတ်စီမှ ကုံတဲများယခင်ကားထက်ပုံမုံများများစွာဝင်ရောက်နေကြောင်းကိုနေရာတော်တော်များများ၌အချင်းတော်တော်များများပြောဆိုနေကြသည်ကိုနမဲသည်ကြားရ၏အောက်တာပကိုးတို့သည်တန်ပါတီပါမာကုန်သေးများလမ်းဖွင့်ခြင်းကိုကြိုးဆိုတော်လေစစ်တိုင်ရင်အတွက် စလန်းပွင့်မြေကိုမူထောက်လန့်နေပုံရ၏။ဥဒ္ဒါပကူသားတဦးကအခြားဥဒ္ဒါပကူသားနှစ်ဦးအားအခုတလောတန်ပတီဘာဘက်ကလူဝင်ထွက်များနေတယ်။ငါတို့စစ်ပြစ်မှာတိတ်ပြီးစိုးရိမ်နေ။ဟုပြောလိုက်ရာနားထောင်သူနှစ်ဦးအနက်တဦးကစစ်ဖြစ်တော့လဲတိုက်ရုံပေါ့ကွာ။လောက်ချားသားတွေမိမတောင်းဝေးတယ်ကွာ။တို့တွေတိုင်းတို့သားသမီးတွေပေါ်လာမှာပေါ့ကွာ။ဟုပြောလိုက်ရာပထမလူက ဒီလိုအလွယ်မပြောနဲ့ကွာတို့တိုင်းပြည်မှာကစစ်တိုက်ဖို့စင်တက်ဆိုတာမင်းမင်းရရမရှိဘူးယထာတက်တို့မြင်းတက်တို့ဆိုတာကအာကိုလောက်လို့လားစစ်ကိုကုတ်ကဲနိုင်တဲ့စစ်တီရဲကောင်ဆိုတာဘယ်နှယောက်ရှိလို့လဲတန်ပါတီပါကဘရင်တော်ယထာဟာသူကိုယ်တိုင်လဲစစ်ကိုကောင်းကောင်းကုတ်ကဲပြီးတိုက်နိုင်တယ်သူ့လက်အောက်မှာကျန်စစ်သားငထွေးယူနှလုံးလက်ဖဲညောင်ဦးဖီးရတ္တဆိုတဲ့ ဆက်သူရဲကောင်းတွေကလည်းဒီနေရဲရရမဟုတ်ဘူးတကယ်တက်ရရင်ထမင်းအိုတလုံးချက်အသွင်းမှာတင်ငါတို့တိုင်းပြည်ကြာသွားလိမ့်မယ်ဟုတ်ပြောလိုက်ရတရှိုးငမဲသည်သူ့စကားကိုမှတ်သားပြီးပကိုးဤစစ်အင်အားကိုချင့်တွက်၍နားထဲနိုင်၏ဤတို့တော့အများစုပြောဆိုနေသည့်စကားမျိုးကိုစနီးဟုခေါ်၏ထို့ပြင်လူကြီးတို့ပြောသောစကားများကို ထိုကလေးငယ်တို့ကကြားလိုက်ရင်၎င်းတို့ဤ၎င်းတို့ဘာသာအထိပ္ပယ်ကြောက်၍အချင်းချင်းပြောဆိုရာကအစတွင်ကျဲလာသောစကားတို့သည်လည်းရှိ၏ထိုစကားတို့မှာဘယင်းနောနောယထာသည်နနတ်တွင်လာသည်ဖြစ်စေတို့မဟုတ်ညတွင်လာသည်ဖြစ်စေအုတ်တာပကိုးကိုနိုင်လိမ့်မည်မှာတေချာ၏နိုင်လျင်အခြားဆင်ရွှေရနာများသာမကအုတ်တာပကိုးကိုနိုင်မည်ဘယင်းဤတမီတော်မနီဆန္ဒာကိုပင် တိမ်ပိုက်ယူငင်သွားပြီလိမ့်မည်ဟု ကလေးတွေးတွေးကအောက်ပါအတိုင်းယူဆနေကြလိမ့်၏အနက်ပဲလာလာညပဲလာလာမနီဆန္ဒကတော့ပါမားပဲပါမဲ့အတူတူရဲမမှုနဲ့အမြန်ယူဖို့ပေးဤသို့ကလေးများယူဆနေသောစကားများကိုငမဲသည်မှတ်သား၏ကလေးသည်လူကြီး၏အသေးနှလုံးဟာရယာများဖြစ်၏ကလေး၏နှုတ်ပြားမှထွက်ပေါ်လာသောစကားတို့သည် ကလေး၏ဟာရီယာနှလုံးမှထွက်ပေါ်လာသောစကားလုံးများဖြစ်၏ထို့ကြောင့်ကလေးများပစံမှထွက်လာသော စကားများသည် လူကြီးများ၏ဟာရီယာနှလုံးများမှထွက်ပေါ်လာသောအနစ်အချုပ်စကားများဟုခေါ်ဆိုနိုင်၏ထို့စကားများသည်မဖြစ်သေးသည်ကိုကြိုတင်၍ထွက်ပေါ်လာသောစကားများဖြစ်တတ်ပေ၏ထို့မဖြစ်သေးသော အရာများသည်လည်းကောင်းသော အရာများထက် ဆိုးသောအရာများသည်သာဖြစ်လာတတ်သည်ဖြစ်ရာထို့မကောင်းသော အဖြစ်အပျက်များကို ီသူတဦးတစ်စုံတစ်ယောက်မှတန်တကြလိမ့်မည်မဟုတ်ထို့သောမတန်တခြင်းကိုမတပောင်းဟုအလွယ်ခေါ်၏ကြသောရှိမှနှုတ်ကိုဖြုတ်၍တဝောင်းဟုတွင်လေ၏ငမဲသည်နမိတ်အကြာအတိတ်အများပြောသည့်စနီးကလေးပြောသည့်တပောင်းများကိုကြည့်ရှုမှတ်သားပြီးလျှင်အုတ်တာပကိုး၏ဖြစ်စခတ်အခြေအနေနှင့် ်နာကက်အခြေအနေများကိုကောင်းစွာတွက်ဆနိုင်ပြီးဖြစ်၏ထို့နောက်၎င်းအလိုရှိသောပစ္စည်းအချို့ကိုဝယ်ယူ၍မြို့ပြင်သို့ထွက်ခဲ့လေတော့၏မြို့ပြင်ရောက်လျင်ကုတ်ကိုပင်ကြီးအောက်၌စောင့်နေသောစီရော်နှင့်ကြံပင်သိန်းတို့အားတွေ့ရလေတော့၏စီရော်ကငမဲအားဗမဲစနီးထူးသလားဟုတ်မေးလိုက်သည်တို့ခါငမဲကထူးပြီလားကွယ် ်ဥတ်တာပကိုးကငါတို့တန်ဖတ်ဒီကားကစစ်လာတိုက်မှာကိုအတော်ပဲကြောက်နံနေကြတယ်။ကြောက်မယ်ဆိုရင်လဲကြောက်စရာပဲကိုဂျင်းတို့မှာကစစ်အင်အားမှာကောင်းကောင်းမရှိကြပဲ။အဲ့ဒီတော့စစ်ပြတဲ့ဒီခေါင်းမနိုင်မှာမဟုတ်ဘူး။ငါတို့ရဲ့ဘရင်နော်ယထာစစ်ချီတော်မူမယ်ဆိုတာနဲ့ဥတ်တာပကိုးဘရင်ဟာကျွန်တော်မျိုးကိုစစ်မပြူပါနဲ့။ကျွန်တော်မျိုးဟာခမရကိုအနည်းငယ်ပေးမဲ့သူမဟုတ်ပါဘူး။ညီငယ်ကျွန်တော်မျိုးအင်မတန်ချစ်တဲ့ကျွန်တော်မျိုးရဲ့တမီးကိုတော်ကို ီဟာခေယူတာပါကျွန်တော်ဟာခမရကိုအနည်းငယ်ပေးလိုက်ရင်ကျွန်တော်မျိုးသမီးတော်ကိုစက်ပြစ်လိုက်ပါဆိုတဲ့သဘောနဲ့သူ့ရဲ့စစ်ဦးစီးချုပ်အတွက်သူ့ရဲ့သမီးကိုဆက်တလိုက်မှာပဲဟုတ်ပြောလိုက်လေဤအဲ့ဒီလိုဆက်တလိုက်ရင်စစ်မတိုက်ရတော့ဘူးလားဟုတ်စီတော်ကမေးလိုက်လေဤသမီးရလို့စစ်မတိုက်တာမဟုတ်ဘူးစစ်တိုက်ဖို့မလုံလောက်အောင်ယုံကြည်သွားရလို့စစ်မတိုက်ရတာမေမင်းကလေးရဲ့ ဟုငမဲကပြန်ပြလိုက်၏ထိုအခါကျန်ပင်သင်းကဘယင်းသမီးတော်ဆိုတာလေဤအားရှိတဲ့နိုင်ငံရဲ့သမီးတော်ဖြစ်မှကောင်းတာပါဤအားမရှိတဲ့နိုင်ငံရဲ့သမီးတော်ဖြစ်ရတာဟာစစ်မတိုက်ဖို့အပေါင်းတင်ထားရတဲ့အပေါင်းပစ္စည်းဒါမှမဟုတ်နှစ်နိုင်ငံငင်းငင်းချမ်းချမ်းနေဖို့ချုပ်ဆူထားရတဲ့ငင်းချဲရေးစာချုပ်ကလေးသံဆောင်လောက်ပဲတတ်မုန်းရှိတော့တယ်တကယ်ကတော့ တိုင်းပြည်ရဲ့ကံကြမ္မာကိုဖန်တီးပေးနိုင်တာမဟုတ်ဘူးအခြေလေခံဘဝပဲဖြစ်တယ်ဟုပြောလိုက်ရငမဲကမမေတပိမေမီးရဲ့မေမင်းတို့ကအခြေလေခံမဟုတ်ဘူးကံကြမ္မာကိုဖန်တီးမဲ့သူတွေပဲဖြစ်တယ်ဟုပြောလိုက်ရစီတော်နဲ့ကြံပေးသိန်းတို့ဒီငမဲကြီးစပါအစကားကိုလုံစွာတဘောချသွားလေတော့ဤ ထို့ကြောင့်အတန်လွန်လင်ကလေးများဖြင့်ရေမောလိုက်ကြလေတော့ဤ၎င်းတို့ဤရေမောတံများဤနောက်ွယ်တွင်အုတ်တာပကိုးတိုင်းပြည်သို့တံပတိပစစ်တီတော်တို့ဤရွာသွန်းချာနိညာမူသည်ဖြိုင်ဖြိုင်လောဖြိုင်ဖြိုင်လောဟုတ်ကဲ့ပါရှင်အခုလိုအဆောင်ထိလိုက်ပါပြီသူဦးချစ်ပြီးဟန်ကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်အပိုင်းတစ်ကလေးတွေကိုလည်းစောင့်မျှော်ပေးကြပါအောင်နော်